အဲ့ဒါငရှင်များအားလုံးမိကလာပါဒီနေ့ကတော့ကျွန်တော်ပြန်လဲ sharing လောက်ပေးသွားမှာကတော့တဲ့ဒီနေ့ပတ်သက်ပြီးတော့စစ်ကောင်စီကအင်အားအလုံးရင်းနဲ့တုံပြီးတော့လိန်ညာခဲ့ပါတယ်။အဲ့ဒါလိုလိန်ညာခဲ့တဲ့အထက်မှာအထီရောက်ဆုံးနဲ့ကိုသိမ်းမြတ်နော်ကိုသိမ်းမြတ်သုံးသက်ရှာလေးတွေကိုကျွန်တော်ဘုသူရအနေနဲ့လိန်နာထောင်ကြည့်ပါခင်ဗျာ။အညစ်ပတ်ဆုံးလိန်ညာသွားခဲ့ကြတဲ့သူတွေကတော့ဒဇင်ဦးဇော်ဖုတ်ဟိနဲ့ကျော်စုံလို့တုံရောက်ပါ။အင်းတုံရောက်တာဇက်တိုက်ပြီးတော့တက်ညီလက်ညီလိန်မနော် င်သွားတဲ့အထက်မှာအစိုးဆုံးကကြော်ဆိုးမှုပါ။ဘာကြောင့်ပြောတယ်လဲဆိုတော့အဲ့ဒီသူတို့ဗီဒီယိုအစုံမှာပါတဲ့เจ้าထဲမှာလက်နက်ထုတ်လုပ်နေတယ်ဆိုရဲဗီဒီယိုအကြောင်းပါ။อืมသူတို့ရဲ့ဝါဒဖြတ်ကြီးရေကိုအဓိကတာဝန်ခံစီစဉ်သွားတဲ့သူဥဆောင်သူကတစင်းဘူးပါ။อืมဒါပေမဲ့အဲ့ဒီဗီဒီယိုနောက်ဆုံးမှာပါတဲ့เจ้าထဲမှာလက်နက်ထုတ်လုပ်နေတယ်ဆိုရဲဗီဒီယိုကိုထုတ်ပေးတဲ့သူကကြော်ဆိုးမှုဖြစ်ပါတယ်။อืมဘာကြောင့်ကြော်ဆိုးမှုလို့ပြောတယ်လဲဆိုတော့အဲ့ဒီဗီဒီယိုကို အေဗီလာ၂၉ရက်နေ့ကဂျက်ဖွတ်ပါတီမီဒီယာဖြစ်တဲ့ People's Media Telegram စာမျက်နှာပေါ်မှာတင်ထားခဲ့ဘူးလို့ပါတင်ထားတဲ့သူကကျော်စုကိုတိုင်ပါအဲ့ဒါလိုတင်ထားရမှာဘလို့ရေးထားတယ်လဲဆိုတော့မကွေးတိုင်းစောမြို့နယ်ရှိစာတင်ကျောင်းတစ်ခုအတွင်း၌စစ်သွေးကြွာများလက်လုံ drop ဘုံပြုလုပ်နေဘူးလို့ရေးထားပါတယ်အဲ့ဒါ People's Media Telegram မှာအခုထိရှိနေပါသေးတယ်တွားကြည့်နိုင်ပါတယ် อืมเนาะ Telegram มาရှိတယ်เนาะကျောဆူကိုယ်တိုင်ချက်ဖွတ်မီဒီယာမှာဆိုမျိုးနယ်ရှိစာတင်ကြောင်းလို့အတိအကျပြောထားပြီးဖြစ်ပါရဲ့ねအခုအိုးရိန်တွင်မှာဘုံကျဲခံရတော့အဲ့ဒီစာတင်ကြောင်းထဲမှာအိုးရိန်တွင်ကစာတင်ကြောင်းထဲမှာလက်လုံဘုံလုံနေပါတယ်လို့ဒီဗီဒီယိုကိုပဲပြပြီးတော့ပြောဆိုနေတာဟာလုတ်ကြံပြောဆိုတာဖြစ်ကြောင်းလိန်ညာပြောဆိုတာဖြစ်ကြောင်းသိတ်ထင်ရှားနေပါတယ်စဉ်းစားကြည့်ပါ ဒါမျိုးကိုမှလိန်နာလို့မပြောလို့ရှိရင်ဘယ်ဟာကိုလိန်နာလို့ကျွန်တော်တို့ပြောနိုင်ပါသလဲဟုတ်နော်ဒါမျိုးကိုမှယုံမာတယ်လို့မပြောလို့ရှိရင်ဘယ်ဟာကိုယုံမာတယ်လို့ကျွန်တော်တို့ပြောရမှာပါလဲတကယ်တော့အဲ့ဒီထဲမှာ PDF တင်မရှိဘူး PDF တွေကဘုံသီးလုံနေတယ်ဆိုတာဖို့ဟုတ်ဘူးဆိုတာသူတို့ကောင်းကောင်းသိပြီးသားပါဘာဖြစ်လို့လဲဆိုတော့အဲ့လိုစပြီးတော့သတင်းဖြတ်တဲ့ဗီဒီယိုအတုကစောမြွနေတယ်ကဗီဒီယိုဖြစ်ပြီးတော့အဲ့ဒါကို ိုယ်တိုင်တင်ထားတာကလည်းသူတို့ဖြစ်နေလို့ပါอืมသူတို့ကိုယ်တိုင်စောမြူနေတဲ့ကပါလို့ပြောထားပြီးသားဖြစ်တဲ့ဗီဒီယိုကိုပုံမှားရိုက်တင်ထားပြီးဆိုမှတော့အဲ့ဒီဥရိတ်တွေစာတင်ကြောင်းထဲမှာ PDF တွေမရှိဘူးဆိုတာသူတို့အတိဆုံးဆိုတာထင်ရှားနေပါပြီခလေးတွေတည်ဆုံးတာဖြစ်ကြောင်းကိုသူတို့အိုထိမ့်မှာဖြစ်သွားတာနော်အိုထိမ့်မှာဖြစ်သွားတာနော်ပြီးဖြစ်နေပါပြီအဲ့ဒါလို့သိပါရင်လည်းခလေးတွေကိုကျဲမယ်ဗျာဆက်လုံမှာပဲလို့ပြောတာဟာ ဘလောက်တောင်ရုပ်မှန်တယ်လဲဆိုတာစဉ်းစားကြည့်ပါအဲ့ဒါကြောင့်ကြော်စိုးအစိုးဆုံးလို့ကျွန်တော်ပြောပါတယ်ဒါပေမဲ့ဒီဗီဒီယိုကိုတင်ပြီးဒီလိုတက်ညီလက်ညီဇက်တိုက်ပြောဆိုတာကတော့သုံးစလုံးကြံ့ရပါတယ်ပါအင်းအဲ့ဒီစာသင်ကျောင်းထဲမှာ PDF မရှိပါဘူးလက်နက်ထုတ်လို့မနေပါဘူးလို့တေဆုံးသူចောင်းသားမောင်နှမရဲ့မိဘတွေကိုယ်တိုင်ကထုတ်ပြောထားပါတယ်စစ်ကောင်စီကသူတို့ဘုံကျဲတာမဟုတ်ပါဘူးဆိုတော့မိဘနှစ်ပါးက လို့များပြောတယ်လဲဆိုတာကိုနားထောင်ကြည့်ပါဦးသူတို့မလို့လာရက်သူကလောက်မှာတော့လင်းကြီးတဝဲဝင်းနေအပကောင်းများလာဝဲပြီးတော့ပေါင်းများတော့ဝဲပြီးတော့ဒီကြောင်းမို့သူကသာဒီလောက်တယ်ဆန်ပဲ PDF မှာသာလူမရှိဘူး PDF လည်းဒီထဲမှာနေတဲ့လူလည်းသူမှမရှိဘူးသူကနေသူတို့တို့တို့ကြဘယ်နေမှလည်းမသိအဲ့လိုနေကြတာအဲ PDF မှာဒီအားကြီးလာလို့ PDF ကဒီလိုစိတ်မရှိဘူးလူစိတ်လည်းမရှိဘူးသူတို့မှာ သူတို့လိုမဟုတ်သူတို့ကဖုံးကြီးလည်းမချောင်ကလေးလည်းဒီကလူကိုလူချင်းကိုချင်းစာနာတိုက်တယ်အများကြီးဒီကလူကတော့ဘာမှမရှိဘူးဒီကရန်သူဆိုရန်သူပဲဟွာလောက်ပါလေဘယ်သူမှဒီကလေးတွေပဲတော့မှမလုပ်အဲ့ဒီကြောင့်မှစတင်ပြီးတော့ဘုံကျဲချိန်မှာလည်းကိုယ်တိုင်ရှိနေခဲ့တဲ့ဆရာမတို့ကလည်းကြောင်းထဲမှာ PDF မရှိကြောင်းကိုပြောပါတယ်ပြည်သူကပြည်သူကိုမတတ်ဘူးလို့လည်းပြောပါတယ်ဘူးမှမလာသူ့လုံသူ့လိုကိုလုံကိုလုံကြ PDF ဆိုရင်ကလေးတွေအကြီးကြီးအကြောင်းနဲ့လာလို့ပါလားလောက်ရနေအများကြီးသူတို့အဲ့လောက်မှစဉ်းစားတတ်ပါလား ုတ်တယ်မလားဟုတ်တယ်မလားပြည်သူကိုပြည်သူကိုထိကဘယ်သူမှမလုပ်ဟုတ်တယ်မလားပြည်သူကိုပြည်သူကိုထိကဘယ်သူမှမလုပ်သူတို့ PDF အတိတ်လုပ်ချင်တယ်ဒီဟာကိုလက်နဲ့ဆန်းကျင်ဥပမာပြောတာလက်နဲ့ဆန်းကျင်ဒီလက်လုံမှန်းကိုလုပ်ချင်တယ်ဆိုရင်တခြားတော်ကြီးမှာကျေပြီးဘယ်နဲ့တော့လုပ်ကြောင်းမှာလာလို့ဆရာကြောင်းကိုရှိလုပ်လည်းမလုပ်ဘူးရှင်မှာ ေဘုံမို့နေအိုထင်းနော်ဒီမှာပုတ်ပြီးသူဒီကလေးကိုထိခိုက်နေတာဆရာအော်ဘုံဟိုရလာတကဖြစ်သွားတာပါကျွန်တော် PDF ဆိုတာကကျွန်တော်ဗီဒီယိုလေးတွေဥမာပဲပြန်လဲလောက်ပြတာဘောနော်မသိတဲ့ညီလေးညီမလေးတွေမကြည့်ရသေးတဲ့ညီလေးညီမလေးတွေကြည့်သွားဘောနော်ဘုသူတအနေနဲ့ကြားရပါပျောက်ကြားဆိုတာပြည်သူကိုပြီးကိုပြီးတော့ဒေါ်လာလေးလောက်တာပါပြည်သူကျွေးတဲ့ထမင်းကိုစားနေတာပါအဲ့ဒါလို့ဒီလေကပြည်သူတွေရဲ့ပြည့်မဲ့ကလေးငယ်တွေကိုဘယ်တော့မှမတတ်ပါဘူးอืมအဲ့ဒီရွာသူရွာသားတွေကိုဘသူကမိတ်ဆွေလို့သဘောထားပြီးတော့ဘသူကရန်သူလို့သဘောထားတယ်ဆိုတာကို ဆက်စစ်ကြည့်ကြပါသိရှင်းပါတယ်อืมအဲ့တော့ရန်သူလို့သဘောထားတဲ့သူကဘုံကျဲမလားမိတ်ဆွေလို့သဘောထားတဲ့သူကဘုံကျဲမလားဆိုတာပါလေရှင်းရှင်းလေးပါဟုတ်တော့တိစုံသူကလေးတွေရဲ့မိဘတွေကိုယ်တိုင်ကအကြောင်းထဲမှာ PDF မရှိပါဘူးလို့စိတ်လို့လည်းရထုတ်ပြောထားတာပါတကယ်လို့ PDF လက်ချက်နဲ့တိစုံတာအမှန်တကယ်ဆိုလို့ရှိရင်ဟုတ်ခဲ့လို့ရှိရင်မိဘတွေကိုယ်တိုင်က PDF တက်တာမဟုတ်ပါဘူးလို့ PDF ကိုကောက်ွယ်ပြီးတော့ပြောကြပါဘူး ဟောနော်ဒါအသုံးသတ်ချက်ရနော်စစ်ကောင်စီကလေရင်နဲ့ပုံကျတာကိုမမြင်မဲနဲ့တပ်တပိနှစ်ယောက်တေဆုံးသွားတဲ့မိဘတွေကလိန်ညာပြီးတော့ပြောပါမလားတကယ်ဟောရနော်အဲ့ဒါလည်းစဉ်းစားစရာပါအဲ့လို PDF တက်တာမှလို့ရှိရင်သူတို့ကတပ်တပိနှစ်ယောက်ရဲ့မျက်နှာကိုတောင်မှမထောက်ဖဲနဲ့ PDF တွေဘက်ကနေပြီးတော့အကာအကွယ်ပေးနေပါမလားဆိုတာကိုစဉ်းစားကြည့်ပါသိရှင်းပါလေတော်တော်ကိုရှင်းတဲ့ဇာတ်လမ်းပါဒီချိန်မှာ အဖြူစိမ့်ဝက်ပြီးចောင်းသားចောင်းသူတွေစာတင်ကြရတဲ့အချိန်ကာလမဟုတ်ဒီချိန်ကចောင်းပိတ်တဲ့ຢာဒီပြီးတော့ဒီဘဲရင်မှာပညာသင်ကြားနေရပြောအောင်ပါလေဒီဘဲရင်ကစာမွေးပြန်ဖြေရတဲ့ grade 2ចောင်းသူចောင်းသားတွေရှိတဲ့နေရာမျိုးလည်းမဟုတ်ဘူးចောင်းပွင့်ချိန်မဟုတ်ဘူးဆိုတဲ့စကားကိုသူတို့စစ်တော်မိတွေက indict အားလိုက်ဝါရဖြတ်ချီပြောဆိုကြပါတယ်อืมတစင်းဦးတီကိုအချက်နှစ်ချက်ပြောပါမယ်ပထမအချက်ကဒီចောင်းဟာ NVP ဖွင့်တဲ့ចောင်းပါစစ်ကောင်စီရဲ့ចောင်းမဟုတ်ပါဘူးဟုတ်အဲဒီဖွင့်တဲ့ចောင်းစစ်ကောင်စီကဖွင့်တဲ့ចောင်းမဟုတ်ဘူး ဲ့တော့စစ်ကောင်စီအခြေခံအတိုင်းဖွင့်ကျင်မှဖွင့်မယ်ဆိုတဲ့အချက်ပါဒုတိယအချက်ကတော့ကြေးရွာတွေမှာเจ้าတွေကိုသီးနှံဆိုင်ကျိုးချိန်နဲ့ချိန်ကပ်ပြီးတော့ဖွင့်လေရှိပါတယ်အဲ့ဒါကအခုအာနာသိမ့်ပြီး၄နှစ်ကြာမှမဟုတ်ပါဘူးလွန်ခဲ့တဲ့260 80ကလေးကထုံးစံမှာအရင်အရင်ဆိုးရတဲ့လက်ထက်မှာကလေးကထုံးစံမှာတော့ကဒလီထုံးစံကိုတစဉ်နားလည်ပုံမရပါဘူးတော့မှာကောက်ဆိုင်ချိန်ကောက်ရိတ်ချိန်ကျက်တုံဆိုင်ချိန်ကျက်တုံနှုတ်ချိန် မြေပဲဆိုင်ချင်မြေပဲပေါ်ချင်နေဆိုလို့ရှိရင်ကျောင်းဖွဲ့ဖွဲ့မဖွဲ့ဖွဲ့ကျောင်းသားတွေကကျောင်းမတက်ပါဘူးအဲ့တော့ဆရာတွေကမတက်တာတဲ့အဆုံးမှာကျောင်းပိတ်ပေးရပါတယ်ကျောင်းသားအလုံးအစဉ်ပြေတဲ့အချိန်တွေမှာကျောင်းကိုအစားထိုးပြီးတော့ဖွင့်လှစ်ပေးရပါတယ်အဲ့ဒါတော်ကျောင်းတွေအလုံးရဲ့ထုံးစံမှာသူ့ရဲ့သူ့ရွာမှာသူ့အထာနဲ့သူ့တလေးနဲ့ရှိပါတယ်ဇော်ဘိုးဝင်းကဒီသတင်းကသတင်းမှာပဲလို့ဇွတ်ပြီးကပ်ပြီးတော့ညင်ပါတယ်အဲ့ဒါကိုတော့ကျွန်တော်အထူးရှင်းမပြတော့ပါဘူး ဒီသတင်းကသတင်းတူသတင်းမှမဟုတ်ကြောင်းကိုအခုဆိုလို့ရှိရင်လူတိုင်းသိနေကြပါဘူး။ဒီစင်းကသူရနေဝန်မိုးခေရဲ့တပည့်လည်းဖြစ်ပါတယ်။ဆိုတော့အဲ့မှာသူတို့ပုံနေထဲမှာပြထားတဲ့အကြောင်းအကြောင်းတွေရဲ့ပြီးသွေးဆွနေတဲ့ဓာတ်ပုံကြီးရဲ့ဆိုတာအလုံးချမ်းမှတ်သိကြတာအရေးကြီးတာပါပဲ။ခလေးတွေတည်တာကိုအလောင်းအတုတွေပါဆိုပြီးတော့ဇွတ်အတင်းညင်းနေပါတယ်။ခလေးတွေတည်ဆုံနေတဲ့ပုံကြီးကျွန်တော်တို့စီမှာဓာတ်ပုံ300လောက်ရှိပါတယ်။ တက်ပေါ်300လောက်တုန်းရှိတယ်ရှင်ဘုံမျိုးနဲ့အိုးထင်းပါเนาะကွန်ဗတန်လာတွေကဖြစ်သွားတာပါအခုမဟုတ်ပါဘူးเนาะဗီဒီယိုဒိုင်ဇင်နဲ့ချပြီးတော့ရှိပါတယ်ပြည်သူအများလည်းမြင်ပြကြပြီးပါပြီဟုတ်ကဲ့ကလေးတွေအသားဘက်တွေလွတ်စင်ပြီးတော့နေရာနေမှာကတ်နေတာဦးနဲ့ကလေးစားလေးတွေအပုံလိုက်ပဲကြံနေတာကလေးခြေတော့ပြက်ကလေးတွေကိုလူကြီးတယောက်ကလက်နဲ့ကင်လာတာမသေးတဲ့ကလေးငယ်တွေခြေပြက်လက်ပြက်ဖြစ်တာကိုစိတ်ကူးပေးနေတဲ့တပ်ပုံတွေအထောက်ထားဗီဒီယိုတွေ ်များများရှိနေပါပြီ။อืมဒါဟုတ်တောင်မှခလေးတွေရဲ့အလောင်းကအထုပါ။တွေးတွေကအထုတွေပါလို့ပြောတာကတော့တော်တော်ကိုကိုချင်းမဆန်လာတဲ့စကားလူစိတ်ကင်းမဲ့တဲ့စကားပါ။ခလေးမိပါတွေဝမ်းနေလို့လို့ပုံပုံနေတာတွေ။နာရေးအစီအစဉ်တွေမြေတွင်းထဲမှာတကြိုတာတွေကိုတောင်မှဟန်ဆောင်နေတာလို့ပြောနေသေးတာကတော့တော်တော်လူစိတ်ကင်းမဲ့တဲ့လူတွေမို့လို့အဲ့ဒါလိုပြောနိုင်ကြတာပါ။ ဒါတွေကိုကြည့်လိုက်ရင်သူတို့၃ယောက်ဟာမသိလို့ပြောနေတာမဟုတ်ပါဘူးတိတိနဲ့လိန်နေကြတာပါတိတိနဲ့ဆေးရဆိုကို crime against humanity တွေကိုဖုံးပြီးကောက်ွယ်နေတာလိန်ညာပြီးတော့ပြည်သူတို့လှည့်စားနေတာအဲ့ဒီရာဇဝမှုတွေအတွက်ကြံရပါအဖြစ်လှုပ်ဆောင်ကြတယ်လို့သဘောသိရပါတယ်ဒါဟာတိတိပေါ်မှာကိစ္စမဟုတ်ပါဘူးသတင်းသမားတယောက်ကသတင်းမှပြောမိတာလို့မျိုးတာမန်ကိစ္စမဟုတ်ပါဘူးအလွန်ကြီးကျယ်တဲ့ရာဇဝမှုကြီးတွေမှာသူတို့ကြံရပါဖြစ်နေပြီဆိုတာကို သူတို့ကိုယ်တိုင်တောင်မှသိမှသိကြပါလိမ့်စား။ဩရိရအကျေစုပြန်ပါနဲ့ခင်ဗျာနောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်ဒီဗီဒီယိုပိုင်းလေးကိုစာဆုံးကြည့်ပြတဲ့အတွက်အထူးကျေးဇူးပြန်ပါ